ွဲမယ်အရွေးကောက်ပွဲမှာအတီတို့ရဲ့ recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာဒီမှာဒီစစ်မှုန်တန်းအာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရပ်ဆိုင်ပေးဖို့ပေါ့နော်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကာလမှာဆိုတော့ရွေးကောက်ပွဲအကျိုးကာလရဲ့ရွေးကောက်ပွဲကာလမှာပေါ့6လတာဒါမှမဟုတ်တစ်နှစ်ပေါ့နော် ဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရရကျွန်တော်လုံးဝလက်မခံဘာလို့ဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနဲ့မဟုတ်ဘူးဗျ NUG PDF အဲ့တော့ဒေါက်တာညိုညိုသင်အဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်သူကဟိုသူကသူဒေါက်တာဘွဲရလားဥပဒေဘွဲရပညာရှင်ဟာချစ်ကျူးပါတယ်လေးစားပါတယ် ဥပဒေဘွဲ့မှာဒေါက်တာဘွဲ့ရရမယ်စီးရင်မြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ် ဲ့လောက်ပဲရှိတယ်ဒါဟာကျွန်တော်ပြောချင်လို့လာပြောတာဟုတ်ပါတယ်တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ပြည်သူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆင့်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့သူတို့ထပ်ပြီးလုပ်ကြလိမ့်မယ်ဆိုတဲ့အတွက်ဂျပန်သမားတွေကဂျပန်မှုတွေကိုအဆုံးစုံတွေလုပ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ဖက်မှာကျမတို့ကစစ်ရင်ရအတွက်ဒီစစ်မှုထမ်းဆင့်ခေါ်မှုတွေကိုဆိုင်းငံ့တာကဖြစ်တည်ရင်လားစဉ်းစားကြဖြစ်လာတယ်အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဦးလာဆွေရအမြင်ကိုကျမမဲဆန္ဒရှင်တယောက်အနေနဲ့ထောက်ခံတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NLD အမတ်ဟောင်းဒေါက်တာညိုညိုတင်မရွေးကောက်ပွဲကာလစစ်မှုထမ်းဆိုင်ခဲ့မြည်အစီအစဉ်နဲ့ပတ်သက်ပြီးပြောဆိုချက်ဘူးလလဆွေနဲ့ပတုမမဟာသွေးမှပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးရီနိုင်ငံရေးသမားတွေအတားကြီးတဲ့အခါဆက်မပြီးပခါကြီးဖြစ်ပေါ်နေပါတယ်။ဒါကြောင့်မို့နိုင်ငံရေးသမားတွေအနေနဲ့ကအတားကြီးချော့ချဖို့မယ်ဆန္ဒရှင်ပြည်သူကြောင့်အနေနဲ့မျှော်လင့်ပါတယ်။နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးသမားတွေကအတားကြီးလို့ရှိရင်အာဏာရလာတဲ့အခါမှာ စစ်ဘက်ရဲ့ဆက်ဆံရေးကိုမတိဆောက်နိုင်ဘဲနဲ့အာဏာတွေပြိုင်ကြတယ်။ တ္တာတွေပြိုင်ကြတယ်မာနတွေပြိုင်ကြတယ်အဲ့ဒီလိုနဲ့စက်ဖက်ခေါင်းဆောင်နဲ့ရက်ဖက်ခေါင်းဆောင်ရဲ့ခြားမှာအတ္တနဲ့မာနပြိုင်ပြီးတော့အတ္တမာနနှုံဆွဲပွဲရဲ့ခြားမှာကျွန်တော်ပြည်သူတွေနေစားပြီးဖြစ်သွားတယ်လက်ရှိမှာနိုင်ငံရေးပြည်ပခါကနေတက်ဆက်အစီအပြည်ပခါကြီးဖြစ်ပေါ်နေတယ်ဒါကြောင့်မလို့နော်ရွေးကောက်ပွဲဆိုတဲ့အတန်ခြားတာနဲ့များနိုင်ငံရေးသမားတွေခြားမှာအတ္တနဲ့မာနနှုံဆွဲနေတာမျိုးလေးဒီကျွန်တော်တို့မိဆန္ဒရှိပြည်သူတွေနေနေနေရတာစိတ်မကောင်းဖြစ်ရတယ်ရောက်ကွယ်နေလာရင်နိုင်ငံရေးသမားတွေကြမှာတောင်တောင်အောင်စကားစစ်တုံးမှုတွေနိုင်ငံရေးရနိုင်ငံရေးအာမခံချက်ပြမှုတွေဒီကိုတော့လက်ခံနေစိုးစိုးတဲ့သို့တော်အတ္တနဲ့မာနတွေချွတ်ချောက်ပြီးဒီတူတောက်နေနဲ့မျောနေပါတယ် တော့ဒီနေ့ကျွန်မအဓိကပြောပြပေးချင်တဲ့ကြောင်းရတာတော့ဒေါက်တာညိုညိုသိန်းတော့တချင်တော့က NLD ပါတီကအကူတလဲလောင်းပေါ့နော်နောက်တော့ NLD ကလည်းလှုပ်ထွက်ပြီးတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်ခဲ့တယ်ဒေါက်တာညိုညိုသိန်းနဲ့ပြည်ထောင်ပြုပါတီတချင်ကပြည်ထောင်ပြုပါတီကလည်းတချင်တော့တော်တော်လေးမှာနိုင်ငံရေးတိုက်ထုတ်ပြီးချုပ်ကိုတောင်းထက်ဆောင်ခဲ့ဖို့တို့လို့လက်ရှိမှာလည်းပြည်ထောင်ပြုပါတီရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ဘူလက်ဦးလားဆိုရင်ဆိုတော့ဒီနိုင်ငံရေးသမားနှစ်ယောက်ရဲ့အခြားကအတ္တမာနာလေးနေကျွန်မမင်းဆလာရှိပြီးတို့ကြောင်းနေနေတွေ့မိပါတယ်နောက်ထောင်ကြည့်ပါဒီစစ်မှုထားဥပဒေကိုတော့မကြခင်ဂိုင်တွယ်မယ်အယူကောက်ပွဲမှာအန်တီတို့ရဲ့ a recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာတွေမှာဒီစစ်မှုန်တန်းအာခဏတာပေါ့နော်ဒီစည်ရင်းကောက်ခံတာကိုရပ်ဆိုင်းပေးဖို့ပေါ့နော်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကာလမှာဆိုတော့ရွေးကောက်ပွဲအကျိုးကာလရဲ့ရွေးကောက်ပွဲကာလမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော် အဲဒါရင်ဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့ထော်တန်ညိုညိုသိရဲ့အဲဆွေးနွေးကြတဲ့ပတ်သက်လို့ဒီလူတွေချမ်းမှာသဘောတရားနှစ်ချက်တဲ့လူတွေတော်တော်များလာတာတွေ့ရတယ်။အားလည်းရှင်မဆင်မှုထမ်းဥပဒေရအချင်းကောက်ခံမှုတွေကိုယာယီဆိုင်ပေးဖို့ဆိုပြီးပြောဆိုမှုတောင်းဆိုမှုပေါ့နော်။အားပြည်သူတွေတော်တော်များများသဘောကျပြီးတော့ထော်တန်ညိုညိုသိကိုအပေးနေတာတွေ့ရတယ်။အားကျွန်မရင်းလုံးကလည်းပြောပြပါတယ်။လက်ရှိမှာဆင်မှုထမ်းဥပဒေကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်ရွေးကောက်ခွင့်ကနေပြီးတော့ရွေးကောက်ခံဆွေးရတဲ့ပေါ်ထွက်လာပြီးလွှတ်တော်တရေဖြစ်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုရက်ဆိုင်လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်မထပ်ခါထပ်ခါပြောခဲ့ပြီးတယ်။ကျွန်တော်ခင်ဗျားတို့ကဟိုဒီဆင်မှုထမ်းဥပဒေကိုမကြိုက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ရှိရင်ရွေးကောက်ခွင့်ကနေတစင်းရွေးကောက်ခံဆွေးရတဲ့လွှတ်တော်နဲ့ရ ပေါ်ထွက်လာဖို့လိုတယ်လွှတ်တော်ပေါ်ထွက်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုဆိုင်းငံ့လို့ရပါတယ်ဆိုတော့ဒီနေရာမှာဒီကပြောချင်တဲ့အချက်ကဒီတောက်တန်ရိုးတင်းပေါ့နော်ဒီအမျိုးသမီးအမျိုးသမီးကြောင့်လည်းဖြစ်တဲ့အင်မတန်မှထမြက်တဲ့တွေ့လေးစားရတယ်အားကြရတယ်ဒါတအပြင်ဒီတောက်တန်ရိုးတင်းဒီ NLD ဘာတွေကနေပြီးနှုတ်ထွက်လာတဲ့ခွက်ထွက်လာတဲ့တယောက်ပေါ့နော်အဲဒီမုံပင်ဥစိန်ဝင်းလို့ပေါ့ဒီရထားကြီးကသူတို့တွားချင်တဲ့ပူတာကိုမရောက်တဲ့အတွက်ဒီရထားပေါ်ကရှင်းနေတယ်ဆိုတဲ့လိုမျိုးပေါ့နော်ဒါဒီ NLD ဆိုတဲ့ရထားကြီးကနေခွက်ထွက်ခဲ့တယ်တောက်တန်ရိုးတင်းဒေါ်စင်နာမင်းဒေါ်တာတသက်ခိုင်ဒါကျွန်တော်တို့ ဒီလူတွေကြားထဲမှာလက်ခံထားတဲ့အာတက်ထက်မြက်တဲ့အမျိုးသမီးတွေပေါ့နော်သူကဒါတော့ညိုညိုသေးဆိုလို့ရှိရင်အရင်ချင်းရှိရင်ဒေါက်တာနာမင်းဆိုလို့ရှိရင်အရင်ချင်းရှိရင်ဒေါက်တာသက်ခါလေးလည်းအရင်ချင်းရှိရင်ဆိုတော့ NLD ကလည်းအကုန်လုံးရဲ့မူလလာရဆင်းတဲ့က NLD ဖြစ်နေတယ်ဆိုတော့ဒီအမျိုးသမီး၃ယောက်တည်းဒုစုဒစီရဲနဲ့နော်၃ယောက်လုံးကဆက်ချက်ကအတိုင်းပြည်အကျိုးကိုတည်ဖို့ချင်တယ်သူတို့နိုင်ငံတော်ရဲ့အရေးတစ်ခုကိုသူတို့ဆောင်ရွက်ချင်တယ်အတိုင်းပြည်ကိုအမေရိကန်ချစ်တယ်ဒီတွေနိုင်ငံရေးမှာနိုင်ငံရေးသမားတောင်ဖြစ်သူတို့ပါဝင်ထမ်းဆောင်ချင်ကြတယ်ဆိုတော့ဒီ၃ယောက်ကိုဒုစုဒစီရဲတဲ့ရာထဲမှာမင်းရမယ်ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့ပြည်သူတွေအတွက်အဆင်ပြေလိမ့်မယ်လို့ကျွန်တော်တို့ပြောလင့်နေအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကအတ္တကြီးပြီးတော့အတ္တကြီးပြီးတော့တတိပုဂ္ဂလတွေနဲ့ဒါဒဇင်းလေးထောင်းနေမ ဲဆိုလို့ရှိရင်တော့ဒါကခွန်အားမဖြစ်ပဲလေအချင်းချင်းပြည်သူလိုပဲဖြစ်နေမယ်အဲ့တော့အဲဆိုတော့မျောမဲဆနာရှင်ပြည်သူကြောင့်နေနဲ့မျောလင်းနေဒေါက်တာတတခိုင်ဒေါက်တာညိုတင်ဒေါက်ဆနာမင်းဒီထက်မြတ်တဲ့မျိုးသမီးတယောက်အန်တီကနေခွဲထွက်လာတဲ့မျိုးသမီးတွေကိုတစုတစည်းရဲ့တနေရာထဲမှာမြင်ချက်ပါတယ်ဒါဆိုလို့ရှိရင်အချင်းချင်းတွေကတူပဲကျမတို့တွေအင်အားဖြစ်နေလေအဲ့ဒီလိုမျိုးမဟုတ်ပဲလေအကုန်လုံးကငါကတော့ဥက္ကဋ္ဌလောက်ကမှငါကတော့ဘာရမှညာရမှဆိုရဲအတားလေးတွေရှိနေမယ်ငါကတော့ဘသူလောက်အောင်မှမလို့ရှိရင်ငါကတော့အထမနေချင်တယ်ငါကအောက်ရောက်သွားမယ်ဆိုတဲ့နေရာတွေရာထူးတွေအာနာတွေကိုမကြည့်ပဲနဲ့တိုင်းပြည်ပအမှန်တကယ်ချစ်ပါတယ်တိုင်းချုပ်ပြည်ချုပ်ကိုအမှန်တကယ်လှုပ်ရှားမှရဲဆိုတဲ့ဆန္ဒတစ်ခုနဲ့ ။ဒီစုဒီစီရဲ့ဖြစ်ပုံပြောလဲပါရဲ။အင်မတန်မှအထက်မြတ်တဲ့အမျိုးသမီးတွေဖြစ်တဲ့အတွက်လည်းကျွန်မမိမတယောက်အမျိုးသမီးတယောက်အနေနဲ့အင်မတန်အားကြောက်မိပါတယ်။သို့တော့ တေချာနားထောင်ကြည့်ပါစစ်မှုထမ်းစည်ရင်းကောက်ခံတာကိုဆိုင်းငံ့ပေးဖို့ပြောတာဖြစ်ပါတယ်တေချာထပ်ပြီးပြောပါမယ်တေချာနားထောင်ပြီးတေချာစဉ်းစားကြည့်ပါဒေါ်ညိုညိုသိပြောတော့တာကစစ်မှုထမ်းစည်ရင်းကောက်တာကိုဆိုင်းငံ့ဖို့ပြောတော့တာဖြစ်ပါတယ်စကားအရာမှာလိမ္မာပနဲ့ထားကိုတရားပါတယ်နောက်ရှင်းလဲရှောက်တာပြလဲဆွဲတာတို့တို့တစ်ခါကနေပေးမိမယ်ဆန္ဒရှင်တွေရဲ့အကြိုက်ကိုလိုက်ပြီးတော့လည်းပဲဆန္ဒတွေထပ်ထူကြအောင်လည်းပဲဒီစစ်မှုထမ်းဥပဒေကိုဆိုင်းငံ့ဖို့စစ်မှုထမ်းခေါ်တော့ဆိုင်းငံ့ဖို့ဆိုတဲ့သဘောမျိုးတက်ရအောင်လုပ်နိုင်တယ်တစ်ဖက်ဒါဆက်ကဆွေးရတဲ့ကြတော့လည်းပဲစစ်မှုထမ်း ါ်တာကိုစစ်မှုထမ်းစစ်ခေါ်နေတာလက်ရှိမှာဆိုဗက်ဆင်ဆက်နေဆက်တော့မဟုတ်အဲ့ဒီလိုမျိုးဗက်ဆင်တွေကိုဆိုင်ငံကိုပြောတာမဟုတ်ပဲနဲ့စည်ရင်းကောက်ခံမှုကိုဆိုင်ငံဘေးကိုပြောတဲ့အတွက်လည်းခုဘက်ဒီဘက်မယုံမလို့စကားရလိမ့်မှာပါနဲ့ထောက်ပြရပါတယ်ဒါဒီလေနိုင်ငံရေးသမားတွေရဲ့အရင်ရှင်းတစ်ခုဖြစ်လိမ့်မယ်နိုင်ငံရေးသမားတွေရဲ့အရင်ရှင်းဖြစ်တဲ့အတွက်ဒီနိုင်ငံရေးသမားတစ်ယောက်ရဲ့ရှင်ထဲမှာတိုက်ပြီးပေါ်စင်တာဆက်မိုင်းမဆက်မိုင်းဆိုတာကျွန်တော်တို့ပြည်သူတွေနဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ဒီခံရုပ်ပါဒီကသူ့လက်ဦးလာဆွေဘလို့သဘောထားမှတ်ချက်ပေးထားလဲနားထောင်ကြပါမယ် peace forum အများဟို energy ဟောင်းဒေါက်တာညိုညိုတင်းဆိုတာပြောတယ်တဲ့အဲသူကဘယ်လိုပြောလဲဆိုတော့ လူကပွဲနီးရင်နဲ့စစ်ဘူးတန်းချင်းကို6လလောက်ရက်တက်ပေးပါတယ်ဆိုင်ငံ့ပေးပါတယ်အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပေးချရရကျွန်တော်လုံးဝလက်မခံအဲဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ခွင့်ရထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနေမှာမဟုတ်ဘူးဗျ NUG PDF NUG PDF တွေကလူသက်အကြမ်းဖက်တရားတိုက်ပြန်မေးဆိုရလူလုံးနေကောင်းနေလားတခင်ကြီးချင်းပြောတဲ့ဖန်ဆပ်ပလာအမကြီးတခင်ကြီးချင်းပြောတဲ့စကားလည်းပြောတယ်ငါတို့ရင်ဆိုင်နေရတာဘာကဘာနဲ့ရင်ဆိုင်နေရတာကွာသူတို့ကောင်းနေမှာမဟုတ်ဘူးရောက်လို့ ဟာလာဘကဘအမျိုးတွေကိုခါထုံထုံနဲ့တိုက်ရညီကြီးနဲ့ပြုတ်ပြီးတော့တကင်းကြီးရှင်အဲ့လိုလုပ်ခဲ့တာသူလုပ်တာမျက်စံလုံးလာလို့ပြောတော့ဟာငါတို့ရင်ဆိုင်နေတာသူလောက်ကောင်းမဟုတ်ဘကဘတွေခုလဲ NLD PDF ကလောက်ကောင်းမဟုတ်သူကလုံပါပဲခင်ဗျအဲ့ဒီ6လအတွင်းမှာသူတို့ဘာမှမလုပ်ဘူးအာခင်ဗျလုပ်ပါခင်ဗျလုပ်ကပွေးအေးဆေးလုပ်ပါကျွန်တော်တို့မလုပ်ပါဘူးတိုက်ပါဦးအဲ့လိုမျိုးနေမထင်လားဟာပြင်အောင်ပြင်သေးတယ်ပို့တော့ချအောင်မဒီကောင်ကြီးကအဲရွေးကောက်ပဲမပစ်ပြအောင်အဲ့တော့ဒေါက်တာညိုညိုတင်းအဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်သူကသူကသူဒေါက်တာဘွဲရလားဥပဒေဘွဲရပညာရှင်ဟာချီးကျူးပါတယ်လေးစားပါတယ် ဥပဒေဘွဲ့မှာဒေါက်တာဘွဲ့ရရမယ်စေရေးမြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ်အဲ့လောက်ပဲရှိတယ်ဒါကတော့ပြောချင်လို့လာပြောတာဟုတ်ပါရဲ့တက်တော်ကနေပြီးတော့ရွေးကောက်ပဲကာလမို့လို့ဒီသူတို့ကငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆက်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျမ်းဘက်သမားတွေကတော့သူတို့ဂျမ်းဘက်လူရဲတွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့သူတို့ထပ်ပြီးလုပ်ကြနေမယ်သူတပင်းဒီ2025ကိုနော်အတိုင်းငံလုံးတိုင်းနာနဲ့အထွေထွေထုံးစစ်ကြီးကိုအန်နူးကြီးကသူတို့ရဲ့မဟာမိတ် PDF တွေရောမဟာမိတ်တက်တွေကိုအကုန်လုံးပူးပေါင်းပြီးတော့တိုင်းငံလုံးတိုင်းနာနဲ့အထွေထွေထုံးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလောက်ကရှင်မုံကိုယ်တိုင်ပြောခဲ့မှုလည်းစကားရှိတယ် အနာနဲ့ဆေးမတည့်တဲ့ငင်ချမ်းရေးဖိုရန်အပေါ်တော်လန်ရေးအင်အားစုတွေပါပြောလဲနေပြည်တော်မှာ၃ရက်တာကျင်းပခဲ့တဲ့ငင်ချမ်းရေးဖိုရန်2025သုံးသက်ဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ပလဲနံတင်ကြတဲ့အစုအဖွဲ့တွေအားလုံးကရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုင်ရာအစီအမံတွေကိုအလေးပေးဆွေးနွေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလုံးငင်းချမ်းရေးတိစောက်မှုဆိုင်ရာအခွင့်အလမ်းတွေနဲ့ပဋိပက္ခအပြီးပြန်လည်တိစောက်ရေးနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။အမျိုးသားစည်းလုံးညီညွတ်နဲ့ငင်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ကနေဥဆောင်ကျင်းပခဲ့တဲ့ငင်းချမ်းရေးဖိုရမ်မှာစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင်စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့အင်အားစုတွေမပါဝင်ပါဘူး။ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှု၄နှစ်ကျော်လာခဲ့ပေမဲ့အကြက်တဲပေါင်းစုံဟာဆက်လက်တည်ရှိနေတဲ့အပေါ်စစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်ဖြစ်ရွေးကောက်ပွဲကျင်းပနိုင်မှုငြိမ်းချမ်းရေးဖိုရမ်ကိုပြုလုပ်ခဲ့တာပါချင်းမျိုးသားတအူးခန့်ပြောခွင့်ရဆလိုင်းထက်နီကစစ်အာဏာဆက်လက်ရှင်တန်ရေးအတွက်ရွေးကောက်ပွဲလှုပ်လာခဲ့ရင်စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အစုအဖွဲ့တွေအားလုံးအကျိုးဆက်ကိုတာဝန်ယူရလိမ့်မယ်လို့တန်လွင်တိုင်းကပြောပါတယ် ငင်းကြဲရေးကောင်းစဉ်တက်ပြီးတော့စစ်တပ်ရဲ့သူတို့အာဏာဆက်လက်ရှင်တန်ရည်တည်ရဲ့အတွက်လုံမဲ့ဒီရွေးကောက်ပွဲကမဖြစ်မနေအကောင့်ထဲပေါ်လာခဲ့မယ်ဆိုရင်တော့ဖြစ်လာသည်မအကျိုးဆက်ကအားလုံးသူတို့မှာတာဝန်ယူမှုတာဝန်ခံမှုရှိရပါလိမ့်မယ်နောက်ပြီးတော့သူတို့နဲ့ပူးပေါင်းပါဝင်နေတဲ့အစုအဖွဲ့တွေအားလုံးပုံမှာလည်းထိုနည်းလည်းကောင်းမယ်အကျိုးဆက်တွေအားလုံးအတွက်တာဝန်ယူရပါလိမ့်မယ်လို့ဆိုပါတယ် ားပြင်အမှုတီကတမနာဆိုတဲ့လက်ရှိဝါကိုတိုင်းကလည်းပဲဟာဒီလက်ရှိ2025မှာလက်ရှိတချုပ်ကြီးဥမယောင်လိုင်းကိုနော်မြန်မာပြည်ကအာဆက်ပုံစံမျိုးပေါ့စီးရီးယားကအာဆက်လိုမျိုးမြန်မာပြည်ကအာဆက်ဖြစ်အောင်2025မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စူးစမ်းမယ်မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြေညာထားတာရှိတယ် ဆိုတဲ့အတွက်ဂျပန်သမားတွေကဂျပန်မှုတွေကိုအဆုံးစုံလေးလုပ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ခါမှကျွန်တော်တို့ကစိတ်အင်အားအတွက်ဒီစစ်မှုတန်းစစ်ခုံမှုတွေကိုစိုက်ငင်လာတာဖြစ်တည်ရင်လားစဉ်းစားကြဖြစ်လာရင်အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလာဆွေအမြင်ကိုကျွန်တော်မဲဆန္ဒရှိအောင်နေနဲ့ထောက်ခံတယ်။သို့တော်ဘူလက်ဥလာဆွေသည်နော်စစ်ယူနီဖောင်းကိုချော့ဘောင်းမီချော့ပြီးပစိုးပြောင်းဝင်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စစ်ရေးအမြင်ရှိတယ်။ဒေါက်တာညိုတင်ကမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စစ်ရေးအမြင်အားနည်းချင်အားနည်းလိမ့်မယ်။ဒါကိုနော်မျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူး။ဒေါက်တာညိုတင်ကိုပြောသွားတယ်ပေါ့နော်။အာဥပဒေဘွဲရဒေါက်တာဟာဥပဒေရပါဥပဒေပညာမှာဒေါက်တာဘွဲရလို့တော်ပေမဲ့စစ်ရေးမှာမူချိုးအစ်စ်ပဲရှိရဲဆိုပြီးတော့ခုခိနေပြီးတော့ ချိုးဖယ်ပြီးတော့ပြောသွားတာမျိုးသဘောမကျဘူးနားမခံဘူးအားမပြီးပါဘူးเนาะဆိုတော့ဒါတော့ညနေကမျိုးသမီးတယောက်ဖြစ်နေတယ်ဘူးလက်ဥလားဆွေလို့လို့စိတ်ယူနေပေါင်းချိုးပြီးပစိုးပြောင်းဝင်လာတဲ့လူတွေတော့စိတ်အိမ်မရှိချင်မှရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးကတော့သဘောမကျပါဘူးအဲဒါအပြင်ကျမရှေ့ရတဲ့ဘက်မှာလည်းတခုရှိတယ်မိခင်ဦးမောင်မြင့် ဒါမင်းကဥပမာမျိုးဆိုရှင်ဒုတိယကျွန်တော်တော်တန်တွေမှာကျွန်တော်တို့တန်းချုပ်ပြည်ချုပ်ကိုတည်ပူးနိုင်ခဲ့တယ်တကယ်ကိုဟောထက်မြက်တဲ့အရင်ရှိတဲ့လူတွေဖြစ်တယ်နော်ဒီပြည်ခံမျိုးပါတီကနေပြီးတော့လွတ်တော်ကိုတည်နေဖြစ်လာရဲပေါ့နော်မင်းကဥပမာမျိုးကိုဘူလဘူလားဆိုရောကျွန်တော်တို့အပီးလေးစားရဲနော်တကယ်ထက်မြက်တဲ့တန်းချုပ်ပြည်ချုပ်တည်ပူးနိုင်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြည်သူတွေရင်ထဲမှာကနေရာတစ်ခုအဖြစ်အသိမဲ့ပြုတ်ခဲ့အသိမဲ့ပြုတ်ခဲ့ပြီးတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမင်းကဥပမာမျိုးရဲ့အကောင့်တစ်ခုကနေပြီးဗားတင်ထားလဲဆိုလို့ရှိရင်နော်ငလင်ပေးကုညီကေချင်ရဲ့ပတ်သက်လို့နော်ငလင်တချို့အများပြည်သူတွေကပြောကြတယ်ပေါ့နော်ဒီငလင်ပေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီပြီးကောက်ွက်ပေးတာဆိုလို့ပါတီနှစ်ခုပဲရှိရဲပါတီနှစ်ခုပဲတွေ့ရတယ်အာ UTV ဒီခါမျိုးပါတီ ဲ့ပြည်သုံးလုံးပေါ့နော်ပြည်သူရှင်းတော့ပါတီဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမဲဆလာရှင်ပြည်သူတွေပြောဆိုမှုစကားကိုအာပြောမယ်ဆိုရင်တစ်ချိန်လောက်ကိုညီတာနဲ့အချိန်တရာလောက်ကိုညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့မင်းကဥမာနဲ့ပြန်တင်ထားတာတွေ့ရတယ် ဒီခါပြောပါသေးသည်ဒီကနေ့ငလေးပေးမှာဒီပေါ့ပေါ့နော်ဒီပေါ့ကုညီကယ်ဆယ်ရေးရစာအရှိဆုံးကနေမမမဲမဲအားနဲ့အားနဲ့မဲနဲ့အင်းနဲ့အားနဲ့ကုညီကယ်ဆယ်ရေးလုပ်ခဲ့ရင်ပြန်လဲထူထောင်ရေးအတွက်လည်းငွေချေးတွေထောက်ပံ့ပြီးတော့ကျွန်တော်အများဆုံးကုညီပေးခဲ့တဲ့ပါတီကြီးဖြစ်တဲ့အတွက်ပြည်သူတွေအကုန်လုံးအတိမဲ့ပြုပြီးတော့ကျေးဇူးတင်ကြတယ်အတိမဲ့ပြုထားပြီးတော့ချစ်တဲ့စိတ်ရှိပြီးသားဖြစ်တယ်ဒီပေါ်မှာမင်းကဥမာမရနေပြီးတော့နော်အဲအကျိတ်တစ်ကျိတ်ကုညီနာနဲ့အကျိတ်တရားကုညီနာတော့ဘယ်တူပါမဲတမ်းမညိပါနဲ့ဆိုပြီးတော့ထုတ်ပြန်မှုကြတော့ကျမတို့ချစ်တဲ့စိတ်ကနေပြီးတော့ညွန်ညင်းတဲ့စိတ်တစ်ခုပြောင်းသွားစေတယ် နော်သူကအမှဒေါက်တာတက်ခိုင်တို့ပါတီရတယ်ပဲပြည်သူတွေကိုငွေလေးပေးပါကူညီရပေါ့နော်အဲ့ဒါကိုတမ်းမညီနေတယ်သူတို့ပြည်ခါမျိုးပါတီနဲ့တမ်းမညီနေဆိုပြီးတော့အာလူကြီးလူကောင်းဆိုင်ရလာပေါ့ဒီလိုပြောဆိုမှုကလူကြီးလူကောင်းဆိုင်ရလာပေါ့ဒီလိုအသေးခွဲကိစ္စလေးတွေကစားပြီးတော့ကျွန်တော်တို့ပြည်သူရင်ထဲမှာရောက်တဲ့အတွက်တတိချက်ဖို့တော့လိုပါတယ်အေးရှဲရှိပြီးသားဒေါ်ပီသားထက်မြက်ပြီးသားလူတွေဖြစ်တယ်ပြည်သူတွေရင်ထဲမှာအသိမဲ့ပြုပြီးသားလူတွေဖြစ်တယ်အဲ့ဒီအသိမဲ့ပြုပြီးချစ်တဲ့စိတ်အားကိုးတဲ့စိတ်ကလည်းညွန်ညင်းတဲ့စိတ်တွေဖြစ်မှတော့အောင်ဆိုလို့ဖြစ်သွားအောင်တက်ပေါ့နော်စကားရမှာလေးမှာဘာနဲ့ဖို့အရင်အရေးကြီးပါတယ်ဆိုလိုချင်တာကတော့နိုင်ငံရေးသမားတွေအတ္တတွေမာနတွေရှော့ချဆေးရှမာတယ်နိုင်ငံရေးသမားတွေအတ္တကြီးတဲ့အခါအသိမဲ့ပြုပြီးဖြစ်ပွားနိုင်ပါတယ်ရှင်